အားလုံးပဲမင်္ဂလာပါဗျာ Freedom for Future Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့ထားပါကျွန်တော်ခုဖတ်ပြပေးတော့မှာကတော့ဆရာတော်ရှင်ဦးစောတိကမဟာမြိုင်တို့ရရေးသားတော်မူခဲ့တယ်မေတ္တာတရားလမ်းပြောက်ရာမှာလမ်းမှန်ပေါ်ရောက်လာသူဆိုတဲ့စာအုပ်လေးရဲ့ကနေစာစုလေးအချို့ကိုဆက်လက်ဖတ်ပြပေးတော့မှာပဲဖြစ်ပါတယ်လူတိုင်းမှာပါရမီတက်ခံရှိပြီးတာပါဒါသူ့တငယ်ချင်းကလေးလေးနက်နက်စဉ်းစားပြီးတော့ပြန်ပြောလိုက်တဲ့စကားနော် တို့ကဘာသာရေးနဲ့ပတ်သက်ပြီးပြောတာမဟုတ်ဘူးနော်တို့အတွေ့ကိုတို့ပြောနေတာအဲ့ဒီစကားကိုပြောလိုက်တာကိုလည်းရှာဝန်ကြီးကခေါင်းထဲမှာတော်တော်ဆွဲသွားတယ်ဒါပေမဲ့ဘာပဲဖြစ်ဖြစ်သူကခရီးထွက်တော်မယ်လို့ဆုံးဖြတ်ပေးတာသူထွက်လာလိုက်တယ်မြန်မာပြည်ရောက်တယ်အိန္ဒိယပြည်ရောက်တယ်တီဟိုရောက်တယ်ထိုင်းရောက်တယ် အင်ဒိုနီးရှားကိုရောက်တယ်မလေးရှားကိုရောက်တယ်သူရောက်တဲ့နိုင်ငံတွေအကြောင်းကိုဗဟုသုတအနေနဲ့ပြန်ပြောပြတယ်အဲ့ဒီနိုင်ငံမှာရှိနေတဲ့ဖုန်ကြီးကြောင်တို့ရိတ်သားတို့အကြောင်းသူပြောပြလို့တချို့သိရပါတယ်ဘာပြောပြောသူ အရှိတိုင်းဘက်ကိုရောက်လာပြီးသူသွားတာများတဲ့နေရာတွေဟာရိတ်သားနဲ့ဖုန်ကြီးကြောင်ပဲဖြစ်နေတယ်ဒါလည်းထူးထူးဆန်းဆန်းတော့ဒီလူဟာဘာသာတရားမကိုးကွယ်တဲ့သူဒါပေမဲ့သူအရောက်အများဆုံးနေရာဟာရိတ်သားနဲ့ဖုန်ကြီးကြောင်ဖြစ်တယ် သူ့မိရှိတယောက်ကလည်းပဲသူ့ကိုတရားအထုတ်ဖို့တိုက်တော်နေသူတို့အနောက်နိုင်ငံမှာသူပြောပြတာပေါ့တရားအထုတ်တယ်လို့ပြောရမှာအင်မတန်ရှက်စရာကောင်းတယ်အင်မတန်ကြောက်စရာကောင်းတယ်တဲ့အထူးသဖြင့်ပညာတတ်တယောက်ဟာဒီလိုမပြောတင်ဘူးလို့ယူဆတယ်တဲ့သူတို့နိုင်ငံမှာအဲ့လိုယူဆတာနော်အလုံးမလုံးချင်လို့တရားရေးတာတခုခုမှာတော်အချိန်ပြုံးဖြုံးနေတာလို့သူတို့ကဆိုကြတယ်အဲ့လိုဖြစ်တော့သူ့စိတ်ထဲမှာအစရုံက သူ့ဒီတရားအထုတ်ရမှာကို သူ့မှာ resistance ရှိနေတယ်။ဒါသူ့အတိုင်းအဝိုင်းရဲ့ value ဖြစ်နေတာကိုဒါအတန်မိုးမရှိဘူးလို့ဆွဲခဲ့တဲ့အယူဆတစ်ခုဖြစ်နေတယ်။ဒါပေမဲ့သူ့ရဲ့အတွေ့အကြုံကပါရမီတက်ခံရှိရလို့ ਨੇ တူနေပါရဲ့နော်။ဒါကိုလည်းနည်းနည်းဖြည့်ပြီးပြောချင်တာပါ။လူဟာဘဝတန်တရာအဆက်ဆက်မှာလှုပ်ခဲ့တဲ့အမှုကိစ္စတွေအများကြီးရှိပါတယ်။ ဒါကြောင့်လူမောင်ဖို့တရှယ်ရအများကြီးရှိ လုံးနိုင်နေဆိုရင်တတိအများကြီးရှိပေါ့အဲဒီလုံးနိုင်နေဆိုရင်တတိတွေကိုမြများထုတ်သုံးရမှာအဲဒီလူဟာဘဝကိုကျင့်တတ်မှုရမယ်ဒါကိုတစ်ခေါက်ပြန်ပြီးတော့အချင်းချုံပြောရရင်တော့လူဟာကိုယ့်ရဲ့ချင်းကိုထုတ်သွင်းရမှာဘဝကိုကျင့်နှံ့မှုရတယ်။ ဒီအချက်ကိုတော်တော်နတ်နတ်နေနေသဘောပေါက်စီချင်ပါရဲ့အေးအချင်းကိုမတုံးရပဲနဲ့လွလွယ်ကိုပစ္စည်းအုပ်ရှာရိအများကြီးဘလောက်ရရသူဟာကျင့်တတ်မှုရမှာမဟုတ်ဘူးဘာလို့တော့ဆိုတော့ပစ္စည်းအုပ်စာဟာပြင်ပကပဲရတာနော်ကို့အတွင်ကအေးအချင်းမဟုတ်ဘူးတန်မိုးရှိအလုပ်တစ်ခုကိုခက်ခက်ခဲခဲစူးစမ်းလုပ်ပြီးတော့အောင်မြင်လာလို့ရှိရင်လူဟာကျင့်တတ်မှုရတယ် တတောင်တတာနေရတာကိုကောင်းတယ်လို့မယူဆတဲ့ပါဘူးတတတတာနေရတဲ့လူဟာဘဝကိုကျင့်သမှုဘယ်တော့မှမရပါဘူးကို့မှာအခြေအနေအရဘလောက်ပဲပြည့်စုံအောင်စာရီပြည့်စုံနေပြည့်စုံနေတောင်မိုးရှိတဲ့အလုပ်အခက်ခဲတဲ့အလုပ်တစ်ခုကိုကြွကြွဆဆနေမအညမနာလုပ်ရရမယ်လူဟာအားနေကောင်းမကောင်းတတတတာနေရရင်ကောင်းကိုမကောင်းယောဂဖြစ်တော်မယ် ဘာမှမလုပ်ဝင်နေတဲ့သူရဲ့စိတ်ထဲမှာကိုကကိုယုံကြည်မှုစက်ကွန်ဖီဒန့်ကအင်မတန်နဲ့ဘာမှမလုပ်ရင်သူ့မှာဘာအရေးချင်းရှိမှာလဲဘာအရေးချင်းမှမရှိဘူးအရေးချင်းဆိုတာလုံမဖြစ်ပေါ်လာတာလုံနိုင်တဲ့ potential ရှိတယ်ဒါပေမဲ့အဲ့ဒီ potential ဆိုတာအလားအလာက လုံးမှာပဲအကောင့်ထဲပေါ်လာတာဘာမှမလုပ်တဲ့သူမှာဘာရေးချင်းမှအကောင့်ထဲမပေါ်တဲ့အတွက်ကြောင့်မလို့သူ့မှာကိုကုတ်ကိုအားကိုမှုလေးစားမှုယုံကြည်မှုအင်မတန်နေပါတယ်။ပောင်းချင်းမှာတကယ်လုံနေကြိုင်နေလို့အခက်အခဲနဲ့ရုပ်စူးစားရှုံးခဲ့ပြီးတော့ဖြစ်တဲ့တလောက်ဖြစ်နေတဲ့သူနဲ့အရှင်တဲ့အခါသူတော်တော်အားငယ်သွားတယ်။အတိတ်ပဲရှိသွားနေလို့လေတဲ့ဒီမှာမိုးကုတ်ကတကကြီးတယောက်လေးပါတယ်ဆိုလို့တတိယလို့ပြောလိုက်ချင်သေးတယ်။ မိုးကုတ်ဥမြမောင်ရွာတိမယ်ထင်တယ်။သူဟာတော်တော်ချမ်းသာရောအလုပ်ကိုတိတ်လို့ရရမလို့မနှက်ဆိုရင်လေဟိုတယ်ရက်စတောရန့်တွေတော့တငယ်ချင်းတွေခေါ်စားတောက်ပြောပါ။ညနေကြရင်လေဒီလိုပဲစားတောက်ပြောပါအဲ့ဒါလိုနေရယ်။နောက်တော့အခြေအနေရသူခဏအထိန်ထိန်ခံရရရှိသွားတော့အဲ့ဒီမှာစာရေးစရာတော်ရာဆွေးနဲ့တွားတွေ့ရတဲ့အဲ့ဒီအကြောင်းလေးဖတ်ရပါရဲ့။သူကဘလို့ပြောလဲဆိုတော့သူတော်ရာဆွေးနဲ့ဘဝကျင်လဲလို့ရရင်လဲကျင်တယ်လို့ပြောတယ်။ ဘာလို့တော့ဆိုတော့တော်ရာဆွေဘွားကပို့ပြီးတော့အတိတ်ပဲရှိနေတယ် တနည်းအားဖြင့်တော့ relatively နိုင်ရှင်ပြီးပြောမယ်ဆိုရင်အတိတ်ပဲပုံရှိတလုံးဖြစ်နေအောင်ပေါ့ဒါကြောင့်ဘောဟောအတိတ်ပဲရှိရှိချင်းချင်းနဲ့နဲ့နေခြင်းတယ်ဆိုရင်တတတတမနေပါနဲ့ကြိုးစားပါအရေးချင်းကိုများများထုတ်ပါအရေးချင်းများများထွက်လေလေကျင့်တတ်မှုများများရလေလေပဲအရေးချင်းထုတ်ဖို့ဆိုတော့အခက်အခဲကိုရင်ဆိုင်ရမယ်အခက်အခဲကိုရင်မဆိုင်ဘဲနဲ့ဘလို့မှအရေးချင်းမထွက်နိုင်ပါဘူးအခက်အခဲတွေကိုတဖြည်းဖြည်းတဖြည်းဖြည်းနဲ့ပို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 ့ပြီးတော့ရင်ဆိုင်သွားရမယ်မလုပ်ဘူးတဲ့အလုပ်တွေကိုပို့ပို့ပြီးတော့လုပ်ရမယ်စာဝတ်နေရအတွက် လုပ်ရတာလည်းရှိတယ်။ပညာရေးနဲ့ပတ်သက်ပြီးလုပ်တာတွေရှိတယ်။ဘာသာရေးနဲ့ပတ်သက်ပြီးလုပ်တာတွေလည်းရှိတယ်။တိုင်းရင်းပြည်နဲ့ပတ်သက်ပြီးလုပ်တာတွေလည်းရှိတယ်။လူမှုရေးနဲ့ပတ်သက်ပြီးလုပ်တာတွေလည်းရှိတယ်။အများကြီးရှိပါတယ်။အကုန်လုံးကလုပ်ရမှာရေနော်။ အဲ့ဒီလူရဲ့ချင်းတွေထဲမှာနတ်နေတဲ့မြင့်မြတ်တဲ့အတိညာကိုရှားနိုင်တဲ့အရေးချင်းဆိုတာလည်းပဲရှိတယ်နော်။ဒီတော့လူဟာအတိညာရှိတဲ့တတ္တဝါဖြစ်တယ်။စာပေအတိညာပိုင်းအတွေးခေါ်ပိုင်းတွေကိုသိနိုင်နားလည်နိုင်တဲ့အရေးချင်းရှိတယ်။တခြားလည်းပဲအလောက်ကအမျိုးမျိုးကိုလုံနိုင်တဲ့အရေးချင်းလည်းရှိတယ်။အာယုံမျိုးမျိုးကိုခံစားနိုင်တဲ့အရေးချင်းလည်းရှိတယ်။ဒါလည်းအရေးချင်းတစ်ခုလို့ပဲလို့အဆိုရမှာပဲနော်။အင်မတန်အစင်းလေးတဲ့တတ္တဝါတွေဟာတချို့အာယုံတွေသူတို့မခံစားနိုင်ဘူးနော်။ ဥပမာတီကောင်လိုတတ္တဝါဆိုရင်ဘာမှသူတိတ်ခံစားနိုင်တာမရှိဘူး။အစင်းမင်းတဲ့တတ္တဝါဟာခံစားနိုင်တဲ့အရေးအချင်းလေးပိုရှိရဲ့နော်။ပိုရှိနေရောအထိုင်လျောက်တော့ပိုခံစားရတာပဲ။သို့တော့ဒါလောင်းနဲ့မပြည့်စုံသေးဘူး။ lower spectrum ဖြစ်တယ်ပေါ့။ဒီချက်အင်မတန်လေးနဲ့ပါရင်ငါဘွားဟာဒီလောက်ပဲလားဆိုတော့လူဟာကျန်တဲ့ ပညာရေးနဲ့ပတ်သက်တဲ့ login နဲ့ပတ်သက်တဲ့ဘဝတူတာတွေဘလောက်ပဲရှိရှိပြည့်စုံဥစ္စာတွေရှာပြီးတော့ကာမကောအယုံတွေဘလောက်ပဲခံစားခံစားလေးနေတဲ့မြင့်မြတ်တဲ့တန်မိုးရှိရဲ့စိတ်တက်တဲ့အသိဉာဏ်ပိုင်းဆိုင်ရာလုပ်ငန်းကိုမလုပ်လို့ရှိရင်ဘဝကိုတကယ်ကျင့်တတ်မှုမရနိုင်ပါဘူး။ဒါကြောင့် religion လို့မတုံးမနဲ့ spiritual လို့ပို့ပြီးတော့တုံးကျင်တာပါနော်။အဲ့လိုလူရဲ့တက်ခံမှာကျတော့ spiritual နဲ့ပတ်သက်တဲ့ တက်ခံရှိရဲ့အဲ့ဒီတက်ခံများရှိရဲ့သူကဘောအောင်ပို့ပြီးတော့မကျင်မနဲ့ဖြစ်တယ်ဘာဖြစ်လို့လဲနည်းနည်းရှင်းသားဖို့ကောင်းတယ်နော်အဲ့လို၄နှစ်တဲ့မြင်မြန်တဲ့ပါရမီတက်ခံများရှိရဲ့သူဟာလောကီရေတွေဘလောက်ပဲကြိုးစားကြိုးစားဘလောက်ပဲအောင်မြင်အောင်မြင်သူစိတ်ထဲမှာအဲ့ဒါကိုပြန်တုံးတက်တဲ့အခါမှာငါဘောဟာ ဘလောက်ပဲလားဆိုတာမျိုးကိုမေးပြီးတော့ကျင်နမုံမရအောင်ငါ့မှာဘွဲရှိရရာရုရှိပတ်စံရှိဂုံရှိအိမ်ရှိကားရှိအိမ်အောင်ရှိတားသမီးရှိအကုန်ရှိတိုးတော်လေစိတ်ထဲကိုပြန်ကြည့်ရအခါကျင်နမုံမရှိဘူးအတိညာပူကြီးလေးလေးကျင်နမှုမကျင်နမှုပူကြီးလေးလေးပဲလို့ပြောရမယ်နော် login နဲ့ပတ်သက်တဲ့ကိစ္စတွေကိုပို့ပြီးတော့အားမရလေလို့ပြောရမယ် အတိညာနည်းနည်းနှိမ့်နေသူဟာတော်ယုံတန်ယုံလော့ကီငွေကြီးဂုံနဲ့ပဲသူကအင်မတန်ပြောနေရပဲသူ့မှာမကျေနပ်မှုဆိုတာဖြစ်မလာဘူးသူအင်မတန်ပြောနေတယ်အတိညာလေးနဲ့လေးလေး it that's or ဒါအကုန်မဲလားတိတက်ပုံမရှိတော့ဘူးလားဆိုတာပုံစဉ်းစားလေးလေးပါပဲအဲ့ဒါမျိုးကိုလေးလေးနက်နက်သဘောပေါက်ဖို့လိုပါတယ်ခံရခက်တဲ့ချားကလား ဒီချက်ကိုပို့ပြီးတော့အလေးထားပြီးပြောတာတခြားမဟုတ်ပါဘူး။ပိုးမွေလင်းလင်းပြောရရင်ဒီဖုန်းကြီးလဲငယ်ချင်းကလေးကငယ်ချင်းဆိုတာအသက်20ကျော်25ပေါ့။အဲလိုခံစားချက်မျိုးတော်တော်ပြင်းပြင်းထန်ထန်ခံစားခဲ့ရတယ်။သူတို့လောက်တော့ပြည့်စုံဥစ္စာမကြွယ်ဝဘူး၊မချမ်းသာဘူး။ကိုယ့်အကူအင်မတန်ကြိုးစားပြီးတော့ရုန်းကန်ပြီးတော့ကိုလိုချင်တာတွေကိုဖြစ်ချင်တာတွေဖြစ်အောင်လုပ်ခဲ့ဖြစ်လာရဲ့တော်တော်များများပဲဖြစ်လာရဲ့ဖြစ်လာတဲ့အခါမှာတည်တည်ချာချာပြန်စဉ်းစားကြည့်တော့ရှင်းတတ်မှုမရအောင် ခုနဆရာဝန်ကြီးလိုပဲဒီဖုန်းကြီးကလည်းနှစ်တတော်ကြာကြာ AD ရဲ့အဖြစ်နဲ့နေခဲ့တယ်။ဒါရိုးရိုးတသာပုံဝင်လေးလေးပြောချင်တာပါ။တက္ကသိုလ်မှာပုံစံတွေဖြည့်တဲ့အခါကိုးကွယ်တီပါတာဆိုတဲ့နေရာမှာမရှိသေးပါလို့ထဲခဲ့တယ်။မရှိသေးပါလို့နော်။ပထမအဦးဆုံးထဲတော့မရှိလို့ရေးလိုက်တာ။ရေးလိုက်တော့တငယ်ချင်းကမင်းစကားတူလို့နဲ့ယိုင်းနေတဲ့။အေးအဲ့ဒါဆိုလို့ရှိရင်လည်းမရှိပါလို့ငါထဲလိုက်မယ်ဆိုတော့မရှိပါဆိုရလေတိတ်မကောင်းသေးဘူးရဲ့။မရှိသေးပါဆိုရင်ပိုကောင်းနေတဲ့။ စဉ်းစားကြည့်နော်အဲ့ဒီစကားလုံးလေးမရှိဆိုတဲ့စကားလုံးနဲ့မရှိသေးပါဆိုတဲ့စကားလုံးကအတိတ်ပဲအတိတ်အနဲ့အလုံး immediate ကွာချရဲ့မရှိသေးဆိုတာကအနာကက်အတော့အလားလာကို ဖွင့်ထားတယ်ပိတ်မထားဘူးနော်အဲအကြောင်းတငယ်ချင်းကိုတော်တော်ချေစုတည်တယ်အဲလိုအတီးရဲ့အနေနဲ့နေခဲ့ပင်မေလို့စာပေအများကြီးဖတ်တဲ့အခါစိတ်ထဲနဲ့အတိဉဏ်လေးနမ်းမှုမြင့်မြတ်မှုနဲ့ပတ်သက်တာတွေဖတ်ပြီးတော့စိတ်က immediate နှစ်ချိုက်တဲ့ immediate စိတ်ဝင်ကြရဲ့ဒီဟာအတော့ပဲအချိန်အများကြီးပေးပြီးလေ့လာတယ် အဲ့ဒီကလေးကပါရီတော်မြန်မာပြန်တွေကိုဖတ်တယ်ပြီးတော့အင်္ဂလိပ်ပြန်ဖတ်တယ်ပါရီတော်နေပြည်တော်လည်းဖတ်လိုက်ဘသူမှတော့ဘသူမှတော့တင်ပြရမဟုတ်ပါဘူးဘသူမှလည်းမတိုက်တော့ကိုဘတာကိုရှေကုံဖျားဆီးကိုတွားပြီးစောက်တီဝင်ပြီးတော့ဖတ်တယ်ဖတ်ပြီးတော့အဲ့ဒီမှာတရားအထုတ်တာနဲ့ပတ်သက်တာရင်းနည်းနည်းပပတွေ့လို့ရှိရင်ကိုယ့်အကိုပဲတရားထိုင်တယ်ဒီမှာမိတ်ဆွေတယောက်တည်းပဲတရားထိုင်မှုရာတိုက်တွန်းခဲ့တာရှိပါတယ် သူ့အိမ်မှာလည်းပဲသူနဲ့တခါတည်းတရားထိုင်ခဲ့ပါတယ်။အဲ့ဒီလိုတရားထိုင်လို့နည်း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 စိတ်တည်နေအေးရမှုရလာတဲ့အခါကျမှနည်းနည်းစိတ်ကတတ်တာရဲ့ရချမ်းသာတယ်။ဒီဆရာဝန်ကြီးအကြောင်းဖုန်းကြီးတိတ်ဆိတ်ဝင်စားတဲ့ချက်ကဘာဖြစ်လို့လဲဆိုတော့ကိုကိုတိုင်းခံစားခဲ့ရတာနဲ့တော်တော်လေးညှိကြမှုရှိနေလို့ပဲ။ဒါကြောင့်သူ့ကိုတိတ်ဆိတ်ဝင်စားတယ်။သူပြောတာကိုနားထောင်ရင်ပဲ သူဘလို့ခံစားရတဲ့ဆိုအောင်သိတယ်သူဘလို့တွေးတယ်သူဘလို့ခံစားရတယ်သူဘလို့အခက်အခဲကိုရုံးကန်ခဲ့ရတယ်ဆိုတာကိုသိတယ် လုံးဝရေးနဲ့ပတ်သက်ပြီးအများကြီးစူးစမ်းပြီးတော့လိုချင်တာတွေရလာပြီးမှဒါလည်းမလိုချင်တခြားလဲဘာလုပ်ရမယ်မသိတဲ့အခါမှာဒီကြားကာလဟာအင်မတန်အခမ်းအနားခက်တဲ့ကာလဖြစ်ပါတယ်အင်မတန်ဆင်းရဲပါတယ်လမ်းပြောင်းနေရတူဖြစ်တယ်ဘာလုပ်ရမယ်မသိဘူးနော်အဲ့လိုကြားကာလမှာသူလမ်းပြောင်းတယ်လို့ဖြစ်ပြီးတော့အခက်အခဲအကျက်အတဲတွေ့နေရတာကိုလည်းသူ့ကိုကိုချင်းစားနိုင်တယ်သူနဲ့ပြောရင်းဆိုရင်းလည်းပဲဖုံးကြီးကလည်းကို့ကြောင့်ကိုပြောပြတယ် ။သူကလည်းပဲသူ့ကိုနားလဲနိုင်တဲ့ရွာကိုတိလာတော့ပို့ပြောတယ်။လက်လိုက်လဲလဲပြောတယ်။လူတယောက်နဲ့တယောက်စကားပြောတဲ့အခါသူ့ကိုကတကယ်နားလဲနိုင်တယ်။ကိုချင်းစာနိုင်တယ်။သူခံစားနေရတာကိုကိုကလည်းနည်းနည်းဖြစ်ဖြစ်မျှပြီးတော့ခံစားနိုင်နေဆိုရင်အဲ့ဒီလူတယောက်ဟာစကားပြောရတာပို့ပြီးတော့ပွင့်လင်းမှုရှုသားမှု လိုက်လဲမှုရှိလာတယ်။တယောက်ကိုတယောက်တကယ်ကိုနားလဲနေတာသိအားရစရာကောင်းတယ်။ တိတ်ကျဉ်နှံစရာကောင်းတယ်ဝမ်းသာတယ်အဲ့ရမျိုးဟာတသက်လုံးပြန်မမိနိုင်ဘူးအဲ့လိုနဲ့ပြန်တွေ့ချင်းသေးတယ်ပြောချင်းသေးတယ်ဘာပဲလို့လို့စိတ်ပါလက်ပါလို့ပါအဲ့ဒီလိုနဲ့ခொနကစကားပြန်ကောက်ရရင်ရိတ်တာတစ်ခုမှသူ၁ရက်တရားအထုတ်ဖို့စည်ရင်သွင်းလိုက်တယ်။စည်ရင်သွင်းပြီးတော့သူ၁ရက်တရားအထုတ်ခဲ့တယ်။သူ့နောက်ခံကိုပြန်ကြည့်ရင်သူဟာအပြုတ်အပါကိုအဲ့ဒီအချိန်မှာမမတ်တော့သူမလိုချင်တော့သူ့စိတ်ကိုတခြားဘက်ကိုဆွဲဆောင်နိုင်မယ့်အင်အားတိတ်မရှိတော့ တရားထိုင်နေဆိုရင်လည်းသူကပြက်ပြက်တသားတရားထိုင်တော့တာပါပဲ။ငကိုကလေးကသူ့ personality ကိုကလုံးမယ်ဆိုရင်အာသွန်ပြီးတော့လုံးတတ်တဲ့ personality မျိုးဒီလိုစိတ်ဓာတ်မျိုးရှိရတဲ့သူဆိုတော့တရားထိုင်လိုက်ကလေးကတတိမိမိတတိကြကြမခုမကက်မလိမ်မညာပဲနဲ့စိတ်ရောကိုပါလုံးတော့တာပဲ။ whole heartedly လုံးတာပေါ့နော်။တရားနဲ့ပတ်သက်ဒီချက်ကအရေးကြီးတယ်။ whole heartedly လုံးဖို့အရေးကြီးတယ်။စိတ်မပတ်တပါလုံးအကျိုးမများပါဘူး။ စလေဆုံးတည်တယ်ပါသူစူးစမ်းပြီးတော့တရားထိုင်နေအခြေခံအနေနဲ့တော့ဖုန်းကြီးတို့လိုပဲအာနာပါနာနဲ့စခဲ့တယ်တင်မလီခွေထိုင်ပြီးတော့အာရပါရအသက်ရှူရပဲအဲ့ဒီအသက်ရှူရကိုတတိကတ်ထားတယ်အစမှာတော့လေဝင်သွားမှန်းသိတယ်ထွက်သွားမှန်းသိတယ်နှကောင်းဆိုတာလေဆိုတာပြည့်ညက်ပဲဝင်းနေဆိုတာလည်းပြည့်ညက်ထွက်တယ်ဆိုတာလည်းပြည့်ညက်တမချက်အခေါ်ရကြီးပဲ တို့တော့အစမှာတော့ဒါကိုပဲအာယုံပြုကြမှာပဲဒါအာယုံပြုနေကြအာယုံပဲအဲ့ဒီလိုတဖြည်းဖြည်းတဖြည်းဖြည်းနဲ့ကြာလာတဲ့အခါကျတော့တိုးနေတဲ့သဘောလေးကိုသိနေတယ်နော်အာရပါရအသက်ရှူလေးလေးတိုးရဲ့သဘောဟာ ပို့ပြီးတော့တည်သားလာလေးလေးပဲအဲ့ဒီလိုတိုးပြီးတော့ဝင်နေတိုးပြီးတော့ထွက်တယ်တိုးနေရလေးကိုသိနေရပဲဒီတိုးမှုနဲ့ထိမှုဆိုတာရှိတယ်နော်တိုးသွားလို့ထိသွားရပါပွတ်သွားတဲ့သဘောမျိုးဖြစ်နေရနော် ဒီလိုပုတ်ပြီးဝင်ပုတ်ပြီးထွက်နေတဲ့သဘောလေးကိုအာယုံပြုတ်ပြီးတဲ့အခါကျတော့စံစည်းရှင်ရအင်မတန်တိတာလိုက်ဒါ우ကြကြအာယုံပြုတ်လာတဲ့အခါကျတော့ဆက်ဆာချင်းကြီးလိုက်တာပုတ်ပြီးတော့လေရအနာသီးဝမှာထိပြီးတော့ဝင်သွားတာကိုတိတယ်တဆက်သေးတိပြီးပြန်ထွက်တဲ့အခါမှာလည်းဆက်ဆာချင်းထိလိုက်တာကိုတိလိုက်တယ်ပုတ်ပြီးတော့လေပြန်ထွက်သွားတာကိုတက်ဆက်တယ်တင်ရယ်နော်အစအလေအဆုံးဆိုတာအဲ့ဒါကိုပြောတာ တချို့ကအဲ့လိုသဘောမပေါက်တော့အဆစွာနှကောင်းမှာအလဲစွာရင်ကြိုက်မှာအဆုံးစွာချက်မှာလို့ပြောတယ်။လေဟာချက်ထည်မရောက်ပါဘူး။မမွေးဖွားခင်ကလေးကတုံးကတာဒီချက်တွေဒီချက်ထည်မှာသွေးသွားဖို့ရလမ်းကြောင်းဖြစ်နေပေမဲ့မွေးဖွားပြီးတဲ့နောက်မှာသူကအရွတ်ဖြစ်သွားတာပဲ။ဒီထဲမှာလေးမရှိတော့သူ့တော့ဘာပဲဖြစ်ဖြစ်ပေါ့လေ။ အစအလယ်အဆုံးဆိုရက်စာပေထဲမှာပါတဲ့စကားရဲ့အတိတ်ပဲကစိတ်ကိုနေရရွှေ့ရမယ်လို့ဆိုလိုတာမဟုတ်ပါဘူးတတိကိုနေရရွှေ့ရမယ်လို့မဆိုလိုပါဘူးတတိကတော့ဒီတနေရာထဲမှာပဲရှိရမယ်စရဲဆိုတာဘာရောဆိုတော့ဝင်လီ process ဖြစ်စဉ်ရဲ့အစကိုပြောတာနေရာကိုပြောတာမဟုတ်ဘူးတော့ဒီ process ရဲ့အစကိုတိလိုက်တယ်ဆက်စားခြင်းတိတယ်အလယ်မှာအကုန်လုံးကိုတစ်ဆက်တည်းတိရမယ်စုံးတဲ့အထိတိရမယ်လို့ပြောတာ ။တဘောကတော့ browser တစ်ခု complete ဖြစ်တဲ့အထိအကုန်သိရမယ်။စိတ်ကတော့ဒီတနေရာရင်းမှာပဲရှိရမယ်။နေရာရှုဖို့မလို။အဲလိုပဲစိတ်ကိုတနေရာထဲထားပြီးတော့ဝင်တာအစကတည်းကသိတယ်။အလဲမှာလဲထိထိပြီးတော့တိုးပြီးဝင်သွားသိတယ်။နောက်ဆုံးဆုံးသွားတယ်။ပြန်ထွက်လာတဲ့အခါမှာလဲထွက်တာဆက်ဆာချင်းသိတယ်။တက်ဆက်တယ်သိတယ်။ဆုံးတဲ့အထိအောင်သိတယ်။ တဆက်တဲ့ဖြစ်ဖို့အရေးကြီးတယ်။တိမှုဟာတဆက်တဲ့ဖြစ်တော့ရမယ်။ဒီချက်ဟာအင်မတန်အရေးကြီးတယ်နော်။ဒီအချက်တစ်ချက်ကိုတဘောမပေါက်လို့ရှိရင်အာနာပါနာအာထုတ်လို့အဆင်မပြေတော့။အဲလိုပဲတိတိမိမိစူးစမ်းအာထုတ်သွားလို့ရှိရင်စရတဲ့အခါမှာတိုးရတဲ့တဘော၊ထိရတဲ့တဘောဟာ အလေချာမှာသူ့အခြေအနေနည်းနည်းပြောင်းသွားတယ်။သူ့ရဲ့ speed ကလည်းပြောင်းနိုင်တာကိုနော်။ ထိမှုဟာလည်းပဲနည်းနည်းပြောင်းသွားတယ်။ဆုံးကနေကြတော့နည်းနည်းလျော့ပြီးတော့နောက်ဆုံးအဆုံးမှာရက်သွားတာပါပဲ။ရက်သွားပြီးမထွက်ခင်ဒီကြားထဲမှာအထွက်အဝင်ချားလေးထဲမှာနည်းနည်းလေးရက်တက်နေတဲ့အချိန်လေးရှိနေတယ်နော်။အဲဒီရက်တက်မှုလေးကိုပါတိမှရရတယ်။မတိလို့ရှိရင်စိတ်ကအင်မတန်လင်းမြန်တယ်။တခုခုစဉ်းစားမိလိုက်တာပါပဲ။ အဲ့ဒီအချိန်မှာရက်နေတဲ့ရှူရာလေးကိုလည်းတည်ခြင်းတည်ထားသို့မဟုတ်ရင်ဒီနှာခေါင်းနဲ့နီးတဲ့နေရာကတစ်ခုထိနေရာလေးကိုလည်းချက်ချင်းအယုံပြုတ်လိုက်ရပါတယ်။တစ်ဆက်ကံပဲကြပါရဲ့နော်။ဒီကြားလေးထဲမှာစိတ်ကလေးအပြင်ထွက်မသွားအောင်တတိထားဖို့လိုတာပဲ။အေးရောထွက်လီမှာလည်းဒီလိုပဲထွက်လီကုံသွားတဲ့အခါမှာခဏလေးရနေတယ်ဒါတဘာဝပဲဘသူမှထွက်လီကုံတဲ့အချိန်မှာချက်ချင်းပြန်မရှိဘူးချက်ချင်းပြန်ရှိရင်ဘာဖြစ်မှန်းချင်းတော့ မောလာရဲ့နော်ဒါထုံးစံပဲထွက်လီဆုံးသွားတဲ့အခါမှာတစ်စက္ကန့်လောက်လေးဖြစ်ဖြစ်ရက်နာရဲ့သဘောလေးကရှိပြီးမှတစ်ခါပြန်ရှူရဲ့နော်အဲတော့အသက်ရှူအောင်မောချင်ရင်ထွက်လီဆုံးသွားတဲ့အခါမှာကိုယ့်ရဲ့ရင်ထဲမှာရှိတဲ့ဒီကြွက်သားရဲ့အကုံလုံး relax ဖြစ်သွားတဲ့အထီအောင်ရင်နဲ့ဝမ်းကြားရှော့ချပြီးတော့ထားရမယ်ခဏနားရဲ့အချိန်မှလည်းတည်နေရမယ် တိပီးရင်တစ်ခါပြန်ပြီးတော့ရှူရမယ်။အဲလိုရှူလို့ရှိရင်တကြရှူပေမဲ့လည်းမမုန်းဘာမှမဖြစ်ဘူးနော်။စူးစူးဆက်ဆက်ရှူမှတ်၍တိပုံများ။အဲ့ဒီလိုထိထိမိမိဆူဆူဆဆိုင်ကြကြအားထုတ်လာတဲ့အခါမှာဒီထွက်လေဝင်လေရဲ့အပိုအေးမတူမှုကိုလည်းပိုတိတာလာတယ်။ဝင်လာတဲ့လေဟာနည်းနည်းလေးအေးတယ်။ထွက်သွားတဲ့လေဟာနည်းနည်းလေးနှွေးတယ်။ဒီခြားနာမှုကိုလည်းတီးဖို့လိုရယ်နော်။ အစမှာတော့အကျန်းစားဝင်တယ်ထွက်တယ်ဆိုတော့ပဲတည်တယ်။နောက်တဖြည်းဖြည်းနဲ့တိုးတယ်ဆိုတော့ကိုတည်တယ်။နောက်တဖြည်းဖြည်းနဲ့ဒီတိုးတာကိုတက်ဆက်တယ်ပဲတည်တယ်။ဒီတိုးတဲ့သဘောလေးနဲ့ထိတဲ့သဘောလေးဟာအခြေအနေမတူဘူး။ပြောင်းလဲနေတယ်ဆိုတော့ကိုလည်းတည်တယ်။ပူမှုအေးမှုကိုလည်းတည်တယ်။ဒီဒေးတွေပိုတည်လာရဲ့နော်။အသေးစိတ်လေးတွေပိုတည်လာရဲ့။အသေးစိတ်ကိုပိုတည်မှတတိပုံမြဲတယ်။ အသေးစိတ်ကိုမသိလို့ရှိရင် အာယုံဟာတိတ်မထင်ရသလိုဖြစ်ပြီးတော့စိတ်ကတခြားကိုထွက်တတ်တယ်။အာယုံထင်ရှားမှအဲ့ဒီအာယုံမှာစိတ်ကနေနိုင်တယ်။အာယုံကိုမိမိရဲ့ရစုပ်ကိုင်းနိုင်တယ်။အာယုံကမထင်ရှားရင်စိတ်ကစံတဝါဝါဖြစ်သွားတယ်။ရောင်းလန်လေဖြစ်သွားတယ်။ဘာလို့ရမှန်းမသိရဘူး။စိတ်ကအာယုံမရှိဘဲနဲ့နေလို့မရဘူးအာယုံမထင်ရှားရင်ထင်ရှားရအာယုံတစ်ခုကိုယူလိုက်တာပဲတခြားကိုပြန့်လွင့ ပြန်လွင်မှုဆိုတာဖြစ်သွားရပဲတို့မဟုတ်အိမ်ငိုက်ပါတယ်အဲလိုသူကအာနာပါနအကိုအတော်ကိုဆူဆူဆဆိုက်ကြူကြူဆဆာရက်အတော်တကြအားထုတ်လိုက်တယ်တနည်းကို12နာရီလောက်တရားထိုင်ရတယ်ထိုင်နေတသက်ကိုက12နာရီရှိရယ်ကြံတဲ့6-9နာရီလောက်ကတခြားကိစ္စလေးလုပ်ရတယ်လမ်းလေးပါလေးရှောက်ရတယ်တရားနိုင်ရတယ်ကြံတဲ့အချိန်ကတော့စားချိန်တောက်ချိန်အိတ်ချိန်ပဲဆိုပါတော့တရားစအားထုတ်ကစားတော့က ငရဲပြီးရောက်နေတယ်လို့ပဲတဲ့ဒါလေးလဲဘဝတုဒ္ဒအဖြစ်နဲ့သိရခြင်းနဲ့ဘာလို့ငရဲပြီးရောက်နေရလို့သူပြောလဲဆိုတော့သူတို့အနောက်နိုင်ငံသားတွေကအကျမ်းမြင့်ပေါ်မှာတင်မလီခွေထိုင်တဲ့အလေးအချင်မရှိဘူးအများနဲ့ကလထိုင်နေပဲထိုင်တာပဲရှိတာမှာတရားအထုတ်ဖို့စရင်တွင်းထားရဲ့ဆိုတော့အများအလုံးဝကျမ်းပြေမှာထိုင်တယ်သူအောင်မှထူပြီးအခွင့်အရေးယူလို့မရဘူးလေဒန်းသူကြီးတို့ပဲ သူစိတ်ကလည်းပဲအများထက်ပိုပြီးတော့အခွင့်အရေးယူနေတဲ့စိတ်မရှိပါဘူး။အဲဒီတော့အများလို့တူလို့သူလို့တာပဲ။အများစားတယ်လို့သူစားတာပဲ။အစားတောက်ကလည်းအင်မတန်ရှိုးတယ်။တခြားပြင်ပကအစားတောက်ကိုယူမလာရဘူး။ဧည့်သည်မလာရဘူး။စာမကြီးရောက်၊စာမဖတ်ရောက်၊အပြင်လုံးဝမထွက်ရောက်။ယောဂီအခြေချင်းလည်းစကားမပြောရဘူး။အင်မတန်စီကံတင်းကျက်တာကိုနော်။ ပြီးတော့သူတို့လူမျိုးဟာအင်မတန်လွတ်လွတ်လပ်လပ်နေကြတဲ့လူမျိုးဖြစ်တဲ့စိတ်ကတကူကိုလှုပ်ချင်တဲ့စိတ်ပေါက်လာရင်ချက်ချင်းထားလုတဲ့အချင်းရှိတယ်။အဲ့လိုလူဟာငယ်ငယ်လေးတဏှာထိုင်ရမယ်ဆိုရင်ဒါနဲတောင်မဟုတ်ဘူး။ထိုင်ရတာလေညောင်းညာကြိုက်ခဲမှုအင်မတန်ကြီးပါရဲ့။အနောက်နိုင်ငံသားတယောက်ကဘာပြောလဲဆိုတော့ငါတရားအထုတ်ခါစားတော့ကသူများလိုပဲဂျမ်းဖြစ်ဖို့တင်မနေခွေ ထိုင်လိုက်တာငါတို့ကနေရွက်နိုင်ရောက်နေတယ်တဲ့။ထိုင်လို့မရအောင် နှောင့်ယောက်ထိုင်သလိုကြီးဖြစ်နေတယ်တဲ့အင်မတန်ဒုက္ခကြီးပါတယ်တဲ့မလွယ်လောက်ပါဘူးတဲ့တိုးတော်လည်းပဲတပြည့်ပြည့်နဲ့ထိုင်တာကြတော့တင်မလီခွေထိုင်လို့ရတော့ပါရဲ့နောက်ဒီအရှိတိုင်းဆိုတာပူတဲ့နိုင်ငံဖြစ်တယ်သူတို့ကအနောက်တိုင်းမှာမွေးဖွားကြီးပင်းလာတဲ့သူတွေအအေးကိုကြိုက်တယ်အရှိတိုင်းကအင်မတန်ပူတော့ပူတဲ့အခါမှာတတ်တာအောင်ခဏခဏရွှင်မယ်ပြောင်းမယ်ရက်ခတ်မယ်ပန်ကားလေးခတ်မယ်အဲကုန်းလေးအေးပိဆက်ဖွင့်ထားမယ် ။ဆိုရင်တော့တော်သေးတာပေါ့။အခုတော့ရိတ်တာမှအဲ့ဒီခွင်ကြီးခူးမှမရှိဘူး။အများလို့ပဲထိုင်နေရတာဆိုတော့ရာတီဦးတို့ပို့တော့ချွေးတီချွေးပေါက်တွေကကြာတယ်။တရားအထုတ်ခါစားမှာဒီလိုတရားအထုတ်ရတာကိုကနည်းနည်းပင်မမှုရှိရနော်။ stress ရှိရ။ခန္ဓာကိုယ်ကိုလည်းထိန်းထားတဲ့သဘောမျိုးရှိရ။စိတ်ကိုလည်းထိန်းထားတဲ့သဘောအရှိရ။နည်းနည်းပင်မန်းတော့ချွေးရပိုးထွက်တယ်။အားထုတ်ခါစားမှာတော်တော်များများဒီလိုပဲဖြစ်တတ်တယ်။ အဲ့လိုထိုင်ရတော့ပူလောင်ကြိုက်ခဲပြီးတော့မချိမဆန့်အောင်ပဲသူ့မှာဒုက္ခဝေဒနာတွေကိုခံစားရတယ်။ဒါပေမဲ့ဆွဲကောင်းတယ်လို့ဖြစ်တယ်။တမာတိကောင်းကောင်းနဲ့ကြိကြိတိတိပြီးတော့ဒီအာနာပါနာကိုမရမကတတိကတ်ထားတယ်။၃ရက်၄ရက်လောက်ကြာတဲ့အခါကျတော့အဲ့ဒီကြိုက်ခဲတာတွေညောင်းညာတာတွေပူရာတွေဟာတဖြည်းဖြည်းတက်တာသွားပြီးတော့တတော်ကိုနေတာထိုင်တာရှိသွားတယ်တဲ့။ဒီလိုဖြစ်သွားတာကတမာတိရဲ့အရှိန်လေးပါပါတယ်။အလေးချစ်သဘောလေးပါပါတယ်။ စိတ်နှူးညံ့လာခြင်းအကျိုးအဲဒီမှာနည်းနည်းဖြည့်ပြီးတော့ပြောရမယ်ဆိုရင်တော့တရားထိုင်လို့တတိတမာတိနည်းနည်းလေးကောင်းလာပြီဆိုရင်တော့ဒီဝေဒနာကိုလည်းတီးခံပြီးထိုင်သွားလို့ရှိရင်ဒီခံလာကိုကအင်ဒိုဖင်လို့ခေါ်တဲ့ဓာတ်မျိုးထွက်တယ်ပေါ့ထုတ်ဒီခမီကယ်တမျိုးထုတ်ပေးလိုက်ဒီစကားကနှလုံးပေါင်းထားအနိုဂျီနီယပ်မော်ဖင်ဆိုတဲ့စကားလုံးပဲเนาะ အပြင်ရမော်ဖင်က operation quest ကုတောင်မှုတွေပါတယ်လောက်ရတယ်လို့ထိုးပေးရနော်အင်မတန်နာချင်းကြိုက်ခေလွင်တက်တောင်ဆိုပြီးတော့ထိုးပေးရတာဒီခန္ဓာကိုယ်တွေကထွက်လာတဲ့မော်ဖင်က quest ခံမှာတုံးတဲ့ morphine နဲ့အာနိသင်ချင်းတော်တော်ရဲ့တူပါတယ်သူ့တို့ androgynous လို့အတွက်ကြောင့်မလို့ဒီခန္ဓာကိုယ်အတွင်းမှာပဲသူ့ကိုထုတ်လုပ်တယ်အဲဒီတော့ andro endorphin ဆိုတဲ့ဓာတ်က လူတိုင်းရဲ့ခန္ဓာကိုယ်မှာတဘောအတိုင်းထုတ်တယ်ပေါ့အဲ့ဒီအင်ဒိုဖင်းဆိုရဲဓာတ်ကထုတ်လို့တာနေသွားလို့ရှင်အဲ့ဒီသူကညောင်းညာတာကြိုက်ခဲတာအင်မတန်ခံစားရတာပဲအဲ့လိုလူဟာအကြိုက်ခဲပျောက်စီကိုဆွဲတတ်တယ်မူရစ်စီဝါလည်းပို့ပြီးဆွဲတတ်တယ်တဲ့ဒီမူရစ်စီဝါဆွဲတဲ့လူတွေတချို့ကို reset သူတည်တနာလုံးကြီးရဲ့ခါမှာတော့မူရစ်စီဆွဲတဲ့လူတွေရဲ့ခန္ဓာကိုယ်မှာ endorphin level ကနှိမ့်နေ သူတို့စိတ်ထဲမှာမကြည်မလင်ဖြစ်တယ်ပင်မနွမ်းနေလေ innovation level မြင့်လာလို့ရှိရင်လိုအပ်ကြည်လင်တယ်ရှင်လန်းတယ် relax level ပို့ဖြစ်တယ်လို့ဆိုရပေါ့တရားထိုင်နိုင်လို့ရှိရင်တော့ endorphin ကတော်တော်ယူမြင့်တက်လာတယ်ဒါကိုသူတည်တနာအနေနဲ့လှုပ်ထားတဲ့စာတန်းတွေကြမ်းကန်တွေအများကြီးဖတ်ဖို့ပါတယ်တရားထိုင်လို့တမာတိအင်မတန်ကောင်းနေတဲ့အခါမှာညောင်းညာခြင်း၊ကြိုက်ခဲခြင်း၊ပူလောင်ခြင်း၊ဆင်းရဲခြင်းဘာမှမရှိပါဘူး။ဒုက္ခနာကိုကအလေးကြီးမရှိတယ်လို့ဖြစ်နေတယ်။ floating sensation ပေါ့လေထဲမှာ လွင့်မျောနေတယ်လို့ဆိုတာဒီလိုမျိုးဖြစ်နေတာပေါ့အဲ့ဒီအချိန်မှာအုံနောက်ကနေပြန်ပြီးတော့ဆင်းလာတဲ့တွေးပြန်ရောကတွေးကိုသူတို့ဖောက်ယူပြီးတော့တက်ခွဲကြည့်တဲ့အခါမှာအင်ဒိုဖင်တက်တိတ်မြင့်နေအောင်တွေ့ရတယ်တဲ့အဲ့ဒီအင်ဒိုဖင် level တိတ်မြင့်နေလို့လည်းပဲသူ့မှာညောင်းညာတာမရှိဘူးပူလောင်တာမရှိဘူးခန္ဓာကိုယ်အလေးချိန်လည်းမရှိတယ်လို့ဖြစ်တယ်ဒီလိုပြောလိုက်တော့ဒါ chemical အရှင်ကြောင့်ဒီလိုဖြစ်တယ်လို့ တစ်ဖက်ကရုပ်ပိုင်းဆန်တွေးကျင်လဲတွေးမယ်နော်အမှန်တော့မဟုတ်စိတ်ကြောက်ဖြစ်တာပါပဲစိတ်ကြောက်တမာတိကောင်းလာပြီးတော့တမာတိရဲ့အရှင်ကြောင့်ပဲခန္ဓာကိုယ်ကသူ့ဟာသူပြုတ်ပြင်းလာဒီခန္ဓာကိုယ်ကထွက်လာတဲ့အင်ဒိုဖင်ကစွဲတဲ့သဘောမျိုးမရှိဘူး drug cartation မူရစီဆွဲတလို site လက္ခဏာမျိုးသူ့မှာမရှိဘူးနောက်တစ်ခုပြောရမယ်ဆိုရင်တော့အဲ့ဒီ level ကိုရှာအောင်တရားထိုင်နေတဲ့ကွာနောက်ထိုင်လိုက်တိတ်မကြအောင် 15မိနစ်လောက်ကြာရမယ်အင်ဒိုဝင်တက်တွေအများကြီးထွက်လာတာပဲတရားထိုင်လိုက်လို့15မိနစ်မိနစ်20အလွန်ဆုံးပဲအင်ဒိုဝင်တွေထွက်လာပြီဆိုရင်သူ့ခန္ဓာကိုယ်ကပို့ပါကြည်လင်အေဂျင်ပြီးတော့စိတ်ကလည်းပျော်လာတယ်အဲဒီတော့ပါတိစာပေမှာလည်းရှိတယ်တရားထိုင်လို့ အလေးချက်နည်းနည်းများလာပြီဆိုရင်တမာတိကောင်းလာပြီဆိုရင်กายလဟုတာ စိတ်တလဟုတာ ဖြစ်တယ်တဲ့ကိုယ်ပြောပါခြင်းစိတ်ပြောပါခြင်းဆိုတာဖြစ်လာတယ်เนาะ စိတ်ထဲမှာလေးလေးလံထိုင်မှိုင်းခြင်းမရှိတယ်လို့ပဲခန္ဓာကိုယ်မှာလေးလေးလံထိုင်မှိုင်းမှုမရှိဘူးကာယမုတ္တတာစိတ်တမုတ္တတာဆိုတာဖြစ်လာတယ်မုတ္တဆိုတာနုညံ့တာကိုပြောတာခန္ဓာကိုယ်ကပထမအာထုတ်ခါစားမှာတက်တောင့်ကြီးတင်းကြီးထိုင်ရတယ်တိတ်စထရက်များတယ် ဒီပုံစံတိုင်းကြကြထိုင်နေကြမဟုတ်တော့အနေထားကိုမပြင်မဲနဲ့ကြကြထားလေတင်းလာလေလေညောင်းလာလေလေခံရခက်လာလေလေဖြစ်တယ်။ဒါပေမဲ့တမာရီကောင်းလာတဲ့အခါကျတော့အဲ့လိုမဖြစ်တော့ stress တွေကအကုန်လုံးလျော့သွားတယ်။စိတ်ကလည်းပဲအစမှာတော့တင်းထားရရနော်။ဒီစိတ်ကိုတခြားဘုံမရအောင်တခြားဘုံမရအောင်ဆိုပြီးတော့တော်ပဲတင်းထားရ။တမာရီကောင်းလို့အရှိန်နည်းနည်းရသွားပြီဆိုရင်စိတ်က သူ့ဟာသူဒီအာယုံထဲမှာနေပြီးတော့အလိုက်တင့်လေးပုံမှန်လေးသူ့ဟာသူအထုတ်သွားနေတယ်။စိတ်ထဲမှာလည်းယော့သွားရင်နော်။ယော့သွားရင်ဆိုတာကဝရိယယော့သွားတယ်လို့မဆိုလို့နိုင်ဘူးနော်။ tension တင်းမတင်းမမှုယော့သွားတယ်။အဲ့ဒါခန္ဓာကိုယ်မှာတင်းမမှုရှိတော့စိတ်မှာလည်းတင်းမမှုမရှိတော့ခန္ဓာကိုယ်မှာလည်း relax ဖြစ်နေစိတ်မှာလည်း relax ဖြစ်နေနော်။ အဲ့ဒါကိုပဲကာယမုဒ္ဒတာ စိတ်တမုဒ္ဒတာလို့ခေါ်တာကိုကြီးနှူးညံ့ခြင်းစိတ်ဤနှူးညံ့ခြင်းဆိုတာဖြစ်သွားတယ်။တခြားလည်းပဲဖြစ်တယ်အများကြီးရှိပါတယ်။အဲ့ဒီလိုတမာတိတော်တော်လေးအားကောင်းလာတဲ့အခါမှာတော့တတောင်းတတာဖြစ်သွားတော့အင်မတန်ချမ်းသာလာတယ်။ပူပြီးပျော်လာတယ်။အဲ့ဒီချိန်မှာတော့ပီတိရောပတ္တိရောလည်းဖြစ်တတ်တယ်။ငြိမ်းချမ်းပြီးတော့နေရပေါ့။ကာယပတ္တိစိတ်တာပတ္တိကိုစိတ်နှစ်ပါးလုံးရဲ့ငြိမ်းအေးခြင်းနဲ့စိတ်ထဲမှာအေးနေရနော်။ တချို့ဘလောက်ထိအောင်ဖြစ်တယ်လဲဆိုရင်တော့ air condition ပေးထားတဲ့အခန်းထဲမှာထိုင်ရတယ်လို့ပဲအေးကြီးနေတချို့ကြောက်လေဆောင်းတွင်းမှာနေနေကြရဲမှာထိုင်ရတယ်လို့ပဲ အမုံသေးသေးလေးတွေအေးအေးလေးလေးလာလာထိတယ်လို့ပဲဖြစ်တယ် အင်မတန်အေးတယ်တဲ့အဲ့ဒီနောက်ပိုင်းမှာတော့တရားအားထုတ်လို့တိတ်အဆင်ပြေသွားပါပြီဒီအဆင့်လောက်ကိုပဲတချို့အထင်ကြီးပြီးတော့ဆွဲလန်းတတ်တယ်နော်အနောက်နိုင်ငံသားတော်တော်များများဆိုရင်ကာယပတ္တိစိတ်တပတ္တိဖြစ်လာပြီဆိုရင်အဲ့ဒါကိုတရားထုတ်လို့ထင်တော့ကြတယ်ဒါတရားထုတ်မဟုတ်တဲ့ဟုတ်အစပဲရှိပါတယ်ဆုံးထေကျိုးဆိုင်အနာဆင်ပေးခဲ့တဲ့အားလုံးကိုထူးပင်ကျေးဇူးတင်ရှိပါတယ်။အားလုံးဝင်ချမ်းမှာပေးခဲ့ကြပါသည်။ ဆက်ဆိုင်ရခူရှိကြပြီကျွန်တော်ဗီဒီယိုရအောင်မြင်မှုကိုအတူတူရောက်ရမယ်နော်အားလုံးပဲ fighting ပါ